ဆာဒါဒေတာကိုအမေရိကန်ကအပြင်းထန်တိုက်ခိုက်လို့ရုပ်လောင်း68လောင်းကောက်ယူခဲ့ရတယ်လို့ယူမီမာရှိတဲ့ဖူတီရုပ်သံလိုင်းကထုတ်လွှင့်ပါတယ်။ဂျီမနိုင်ငံဆာဒါဒေတာမှာရှိတဲ့အာဖရိကမှာရွှေပြောင်းနေထိုင်သူတွေလက်ခံထားတဲ့ထင်းသိမ်းစခန်းကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုကြောင့်အလောင်း68လောင်းကောက်ယူခဲ့ရတယ်လို့ဟူတီတပုံတွေရဲ့ TV ကနေဖော်ပြပါတယ်။ဆာဒါဒေတာဟာဟူတီတွေရဲ့အမားကန်နဲ့မြင်ဖြစ်ပြီးတော့အရင်ကလည်းအမေရိကန်တိုက်ခိုက်မှုတွေအတွင်းပြစ်မှတ်ထားခံရပါတယ်။ အဲ့ဒီထင်းသိမ်းစခန်းတွေမှာအာဖရိကမှာရွှေပြောင်းနေထိုင်သူ115ဦးကိုထားရှိတာဖြစ်ကြောင်းရေမြန်အစိုးရပြည်ထောင်ဝန်ကြီးဌာနအစိုးရသိရပါတယ်။မေဂန်သမားထရန့်ဟာအီရန်ကြောင်းထောင်းနောက်ခံပြူဟူတီတပ်တွေကိုပြစ်မှတ်ထားတဲ့စစ်စင်ကြီးအရှိန်မြင့်နေကြဒီလာစောပိုင်းမှာလူသေးပြောင်းအများဆုံးတိုက်ခိုက်မှုဖြစ်ဖင်လန်နီဒေတာမှာရှိတဲ့လောင်စာစီဒီဇိုင်းထိမှန်ပြီးလူ84ဦးထပ်မင်းနဲ့သေဆုံးပါတယ်။ဟူတီတွေအနေနဲ့ဖင်လန်နီကိုဖျက်ဆီးခုမောင်းနေတဲ့တင်းမောင်းတွေပေါ်နောက်ရှက်ပြီးပြစ်ခတ်တာမျိုးမရမချင်းဆက်လက်တိုက်သွားမယ်လို့ဝါရှင်တန်က ခိုင်မှာပြောထားပါတယ်။လုပ်ငန်းရေးစရုံးနေတွင်ယေမန်နိုင်ငံမှာရေးပါတဲ့နေမျိုးတွေကိုသိမ်းနိုင်ခဲ့တဲ့ဟူတီတွေဟာ2023နိုဝင်ဘာကစပြီးပင်လယ်နီတွင်းမှာတွာလာနေတဲ့သင်္ဘောတွေကိုဒရုန်းတွေဒုံးကျည်နေနဲ့အများအများတိုက်ခိုက်ခဲ့တာပါ။ဒီလိုတိုက်ခိုက်တာဂါဇာစစ်ပွဲကြားမှာဟားမတ်တို့ဘက်ကမိမိတို့တသားတည်းရပ်တည်ပြီးအစ္စရေးနဲ့ဆက်နွယ်တဲ့သင်္ဘောတွေကိုပြစ်မှတ်ထားတာတိုက်ခိုက်ခြင်းဖြစ်ကြောင်းဟူတီဘက်ကကြေညာပါတယ်။အခုပဲမနေ့ကတည်းက ပင်လယ်နီထဲမှာတာဝန်ထမ်းဆောင်နေတဲ့ American လေးနေသင်းမောကြီး Harriet Truman ပေါ်မှာ F-18 တိုက်လေယာဉ်ဒဇင်းဟာပြုတ်ကျသွားပြီးတော့ရေတသားတို့ထမ်းရရှိတဲ့ဆိုပါတယ်။တရင်းနဲ့ရာဆိုရင်ဟူတီတပ်တွေကပြစ်လိုက်တဲ့ဒုံးကြီးကိုတင်းဆောင်ရကနေအဲ့ဒီလေယာဉ်ဟာပြုတ်ကျသွားတာဖြစ်ပါတယ်။ F-18 တိုက်လေယာဉ်ဒဇင်းနဲ့တူ12တော်လာကြီးတို့ဟာပင်လယ်နီထဲရောက်နေတဲ့လေယာဉ်ဒဇင်းမောပေါ်မှာပြုတ်ကျခဲ့လို့မိမိတို့ရေတသားတို့ဒဏ်အားနိုင်ငံရာကြောင့် American စစ်တပ်က AB-28 မှာသတင်းထုတ်ပြန်ပါတယ်။ ရေတက်စမှုထံအလုံးမူလအင်အားစင်းအတိုင်းရှိနေစေဖြစ်ကြောင်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် Harrius Truman လို့ခေါ်တဲ့အဲ့ဒီလေရင်တင်မောကြီးကယမန်နိုင်ငံမှာရှိတဲ့အီရန်ကျော်ထွန်တော်ခံပြူဟူဒီအဖွဲ့တွေကို American စစ်တပ်ကချိန်မုံရမှာအဓိကအထောက်အကူပြုပေးနေတာဖြစ်ပါတယ်။ Twitterology ဆိုတာဟာလေရင်တွေကိုမြေပြင်ပေါ်ဒါမှမဟုတ်အကြီးစားလေရင်တွေတင်မောပေါ်မှာအရွှေပြောင်းပြုလုပ်ဖို့အသုံးပြုတဲ့အထူးထုတ်ထားတဲ့ယင်းတစ်မျိုးဖြစ်ပါတယ်။အခုအဲ့ဒီယင်းကြီးပါဟူဒီဖွဲ့ဒုံးကြီးကိုရှောင်ရှားရင်းနဲ့ပင်လက်တဲပြုတ်ကျသွားတာပဲဖြစ်ပါတယ်။